ပေးအရမဲထားတယ်လားမထားတယ်ဘူးလားအားလုံးပဲမင်္ဂလာပါခင်ဗျာယခုဗီဒီယိုမှာတော့ပေးအရမဲထဲနေအသေးသေးအစအဆုံးရှင်းပြပေးထားပါတယ်ပေးအရမဲထဲတာချင်းပြယခုလို Facebook ကောက်တွေအများစုတစ်စီပဲဖြစ်နေတဲ့အချိန်မှာမိမိပေးဖွင့်လာတဲ့အကောက်လည်းတစ်စီပဲဖြစ်နေခဲ့ရင်ဆုံးရှုံးနေတာမှုတွေအဆင်ပြေမှုတွေများစွာဖြစ်လာနိုင်ပါတယ်ထို့ကြောင့်ခင်ဗျာ Facebook အကောက်ကိုပေးအရမဲထဲတာတင်ပါတယ်လို့အကြံပြုချင်ပါတယ်ဘောနက်အနေနဲ့ပြောချင်တာကတော့ပေးအရမဲကိုမြန်မာအရမဲဆန်းခဲ့ပြီးရင်ကွန်နက် monetization ပွင့်ဖို့မလွယ်ဘူးတော့ပါပေးအရမဲကို eligible country ဖြစ်တဲ့အကောက်ကိုဒါအရမဲခန့်စီချင်ပါတယ်ခင်ဗျာ ယခုဗီဒီယိုကတင်တော့အကျိုးရှိခဲ့ရင်ပေးအား like and follow ထားပြီး share ပေးသွားပါအောင်နော်နောက်ထပ်သိကျင်သောအကြောင်းအရာများရှိခဲ့ပါက comment မှာရေးခဲ့ပေးပါကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်